မိတ်ဆွေများအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့ဒီ၅ချိန်မှာပေးသွားခဲ့တဲ့ကီတောင်းလုံး20ဒီကိုတင်ပေးသွားမှာဖြစ်တယ်ဗောနော20နှစ်မျိုးဖြစ်ပါတယ်ဒီမှာ86တုံများကီ86ကီမှာ9တုံ5 9တုံ6တုံညာ5တုံညာလေးဗောနော်ပြီးတော့5တုံညာ5တုံညာ3ချပေးသွားတယ်ဗောနော်3 3 336ဖြစ်ပါတယ်။3ည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 3လုံးပဲ။ဘောနော်။ ဒီချီရှောက်ခွန်တပင်မှာတော့နေ3လေးကြီးဖောက်သွားတာဖြစ်ပါတယ်ပြီးရင်6တုံများတွေ6တုံများ6ပေါ့နော်6ရှောင်းက9ရှောင်းနဲ့မှာနေတစ်ခုသေးပေါ့နော်တုံညာလေးလေးပြီးရင်နေနေတဲ့ရှင်းလေးတုံမှာလည်း3လေး5ကြီးရတာရှင်းတူတယ်ပေါ့နော်နေတုံညာ9ပြီးရင်ဒီမှာ9တလုံး9 9 9 3ခွန်3များတော်များ3ခွန်3ခွန်ခွန်6 4 6ပေါ့နော်6 4ပြီးတော့ကျွန်တော်ဒီမှာပြန်ပြီးကြည့်ပြထားတယ်3ခွန်3ခွန်ခွန်6 4 6 4ပေါ့နော်ပြီးတော့တင်းနေ3 4 5 6လောက်ကြီးမှာဒီမှာအပြင်ချပြီးသွားတယ်ပေါ့နော်အာ3 5 6 5 6 3ရှားပြီးသွားတာဖြစ်ပါတယ်ဒီနေ့အဆက်ကိုကျွန်တော်6ကြိမ်အတွက်ထပ်ပြီးတွေ့ပြပြီးတော့မှာပါနော်ခွန်5ခွန်5 6 3 3နှစ်ဖြစ်ပါတယ်။ Okay ဒါဆိုရင်ကျွန်တော်တန်နီကီနံပါတ်1ကို လေ့လာကြည့်မယ်ပေါ့နော်။ဒီခုနှစ်ကိုနှစ်ချိန်ပေါင်းပေးရမှာဖြစ်ပါတယ်။ပြီးရော3ကို3ချိန်ပေါင်းပေးရမယ်ပေါ့နော်။ဆိုတော့ဒီခုနှစ်နှစ်ချိန်ပေါင်းရှင်က14ရာတယ်။3 3 9ဆိုတဲ့အတွက်ကြောင့်မို့၄9ပေါင်းရှင်း73ရတယ်ပေါ့နော်။ဒါကြောင့်မို့ကျွန်တော်က3 5 K ဖြစ်မယ်ပေါ့နော်။3 5 K ဒါအတွက်နည်းအရာ မပြတ်ဘူးဆိုရင်ပေါ့နော်35ကီဖြစ်မယ်နောက်ထပ်ဒီနံပါတ်နှစ်ကိုကြည့်အောင်ဒီနံပါတ်နှစ်က33နှစ်ကိုဒီနဲ့ထပ်ပေါင်းပြရမှာဖြစ်ပါတယ်33ပေါင်းရှင်က6ရှောင်းရဲ့နေရပေါင်းရှင်က8ရှင်းနဲ့တပေါင်း9ဆိုတဲ့အတွက်ကြောင့်မို့ဒီကနေ့တပတ်လိုမျိုးပဲကျွန်တော်တွဲတွဲလို့အရှင်းပြမယ်ပေါ့နော်3 4 5ကီနဲ့9 3များတက်ကီဖြစ်ပါတယ် ီခရစ်ဘတ်မှာတော့တီကီသွင်းအပြေးရှာပေးသွားတယ်ပေါ့နော်။ဟုတ်ကဲ့ကျွန်တော်တို့6ကြိမ်မှာတွင်းဒီအရာ3 4 5ကီတခုရင်းရဲ့9တုံများတီကီတခုရဲ့ရတယ်ပေါ့နော်။ပြီးခရစ်ဘတ်မှာလည်းတင်းနေသုံးနဲ့၄5 6ရက်ကိုတုံးလုံးပေါင်းရှင်ပြိနဲ့ညီလိုက်ရင်ရပြီဖြစ်ပါတယ်ပေါ့နော်။ဒါကမှကျွန်တော်ကကစားွက်နေတော့အောင်စပြီးတော့ကုတုံများတီကီနဲ့ထပ်ပြီးတွဲတဲ့ချိန်မှာတော့ sorry ရှီကူတော်များကြီးနဲ့ထပ်တွေ့တော့ရှီကူတော်များကြီးဖောက်သွားတယ်ပေါ့နော်ကျွန်တော်ဒီပရိကခွန်ရှင်း၅နှစ်ပရိပေါ့နော်ပရိပြန်ပြပြီးသွားမယ်ဒီတပတ်ပင်ကြပေါ့နော်ရှောက်ကူတုံများ၅ပြိ၈ပြိ၅တုံများတုံတိပြိ၈၆ခုပေါ့နော်ပြီးရင်ဒီမှာ၅ပြိနိနိတိတိပြိနိတုံများ၉၇ပြိ၃ခုခုဒီဘက်မှာ၈၉ခု၅ပြိဖြစ်ပါတယ်၈၉ခု၅ပေါ့နော်ဒီမှာနိစုပြီးကြည့်မိသွားတယ် 69ပါတော့69 9ဆိုတော့ဒီမှာ9ဖြစ်ပါတယ်69ပြိနေတရားပေါ်ကီတွင်းနေကိုညီလိုက်ရင်ကျွန်တော်ကစားခွဲရသွားပြီဖြစ်ပါတယ်ဗောနော်โอเคဒါလေးကိုမိတ်ဆွေတို့ညာကွန်ပြီးတော့အသုံးချလို့ရတယ် နောက်ထပ်ဒီပြီးခဲ့တဲ့ဘက်မှာဒီကီကလည်းထပ်ပြီးခြားပြီးသွားခဲ့တဲ့နည်းအဆက်ဖြစ်မယ်ပေါ့နော်၃၄၅ကီမှာ၄တလုံး၃ညာ၄ခွန်၈၉ကီမှာ၈ရှောင်းခွန်ခွန်ရ၈ရခြားပြီးသွားတယ်ပေါ့နော်၃ညာတလုံး၆တညာ၆ရှောင်းတလုံး၆ရှောင်းနဲ့၆တလုံး၆ရှောင်းကနည်းတလုံး၉ရှောင်းနဲ့၄တလုံး၃ညာ၄၄တင်းနည်းနည်းနည်းတဲ့၈၈၄၃၆၈၈ရှောင်း၃နည်းတုံညာနည်းတုံညာကိုခုနှစ်ခွန်ခွန်ကိုခုနှစ်ခုနှစ်ရ ခုနှစ်တလုံး3ခွန်ခွန်89 89လေ6တလုံး963ဆိုပြီးတော့ဒီနေ့ဆက်ပြီးပေးသွားတယ်ပေါ့နော်။โอเคဒါဆိုရင်ကျွန်တော်တို့ဒီ6ချောင်းမှာတော့963ဆိုတဲ့အတွက်ကြောင့်မို့963ကိုဒီပြီးတော့ထပ်ပြီးလေ့လာကြည့်မယ်ပေါ့နော်။တနည်းအရအလေထိုင်ကနန်းနှလုံးကိုပေါင်းပေးရတာဖြစ်ပါတယ်။ ဒီအဘော်က69ကကကိုအလေထိုင်နဲ့963က6အလေနဲ့ထပ်ပေါင်းတော့15ရာတွေအတွက်96ခွန်အထိကြီးရတယ်ပေါ့နော်။ Okay ဒါဆိုရင်ကျွန်တော်တို့ခုနကဒီကီးနှစ်ခုနဲ့ထပ်ပြီးညီလိုက်လို့လည်းရတယ်ပေါ့နော်။35ကီကိုတုံများတကီကိုတုံးလုံးပေါင်းရှင်ပရိနဲ့ညီလိုက်ပြီးတော့ယခုပေးနေသေးတဲ့ဒီ96ခုကီနဲ့ထပ်ပြီးဖြည့်လေလို့ရတယ်ပေါ့နော်ကျွန်တော်ကတော့ဒီမှာမလုပ်ပြတော့ဘူးပေါ့နော် နောက်ပိတ်မှာတော့ပြပြသွားမယ်ဒီမှာငါးသလုံးပုံတူနေတာတွေ့ရတယ်ပေါ့နော်โอเคထပ်ပြီးတော့ကျွန်တော်တို့ဒီဒီကီးပေါ့နော်တွဲနီးနံပါတ်၁တွဲနီးနံပါတ်၂နံပါတ်၃ဆိုပြီးပြပြထားတယ်ဒီ၅ခု၃ကနေစားရတာဖြစ်တယ်ပေါ့နော်၅၃၅၅ခု၃၄၅၄၅၃ည၄ပေါ့နော်3 5 5 3ည3ပါเนาะပြီးရင်3 6 6ရှားပြီးတော့တာ3 6 6ပါเนาะ3 3 6ဖြစ်ပါတယ် ဒီမှာ20နံပါတ်10ဖောက်သွားတယ်20နံပါတ်နဲ့3နဲ့ကပေးနေတယ်ဗောနော်ဒီတပင်မှာတော့20နံပါတ်3ဖောက်သွားတယ်20နံပါတ်3ဆွင်တော့2ချိန်ဖောက်သွားတယ်ဗောနော်20နံပါတ်3ဖြစ်ပါတယ်အဲ့ဒီမှာ69နဲ့96နဲ့3ညာလေးလေးပါနော်3ညာလေးလေးဒီမှာ3ညာလေးလေးနိတိနိနိတိတနည်းနဘနိကတော့96ခုကြီးပေါသွားတယ်ဒီ863နဲ့863ကနေစပြီးတော့ဒီကီ3မျိုး တောက်လျှောက်ရှားပေးလာတယ်ဗောနော်နှစ်တုံညာကိုပြီးတော့ဒီမှာခုံခုံကိုခုနှစ်ရသုံးခုံခုံရှစ်ကိုလေပြီးခဲ့တဲ့တပတ်ဒီမှာရှစ်ကိုတုံညာကြီးကကျွန်တော်တို့ကောင်းတယ်ပြောရမှာဗောနော်ပုံကြီးနှစ်ခုစလုံးတူနေတဲ့အတွက်ကြောင့်မို့အမပြတ်လောက်ဘူးထင်နေတာပြတ်သွားတယ်ဗောနော် Okay 20နံပါတ်3ကိုအချင်းပြပေးတော့မှာဖြစ်ပါတယ်20နံပါတ်3ကိုဆိုရင်တော့ခွန်9ခွန်963ကိုမူတည်ပြီးတော့အထပ်ပြီး တပြားမှာဖြစ်ပါတယ်ဗောနော်ကျွန်တော်20နံပါတ်3ကဒီအလေဗောနော်အလေကရှင်းနေအပိတ်ကလေးနဲ့ကိုပေါင်းတာရှင်းနေလေးပေါင်းဆက်နှစ်နင်းနဲ့ကိုပေါင်းဆက်တစ်တင်းနှစ်3ကိယူထားတာဗောနော်ကျွန်တော်ဒီအလေကတစ်လုံးနဲ့ဒီအပိတ်ကတစ်လုံးနဲ့ကိုပေါင်းမယ်ဗောနော်ကျွန်တော်အလေကတစ်လုံးကခွန်ဖြစ်ပါတယ်အပိတ်တစ်လုံးက3ဆွဲအတွက်ဒီခွန်နဲ့3နဲ့ပေါင်းပြီးတော့9နဲ့ထပ်ပေါင်းပေးရမှာဖြစ်ပါတယ်ဒါဆိုရင် ေခွန်3ပေါက်အား10ကိုတလုံးစုတွေအတွက်ကြောင့်မို့ကိုတုံများတိအတိကီစုပြီးရမှာဖြစ်ပါတယ်။ဒီကုတုံများတိကီရလည်းကျွန်တော်တို့အရှိမလဲအာရသွားပြီးပြီဖြစ်တယ်ပါနော်။တူနေတာဖြစ်ပါတယ်။โอเคဒီမှာဘာနာဒီမှာလေကိုတုံညာတိကီဆိုပြီးရနေတာဖြစ်ပါတယ်ဒါမဖောက်သေးတဲ့ကီးတွေပဲဗောနောပြီးခရတဲ့ဘက်မှာပေးသွားခဲ့တဲ့နေရဆက်ဖြစ်မယ်ဗောနော ။ Okay ဒီမှာတော့ကျွန်တော်ရှင်းရှင်းတလုံးကိုမြည်ပြီးတော့ရှင်းကိုတော်များကြည့်ယူထားတယ်။ဒီမှာခွန်ဆိုတဲ့အတွက်ကြောင့်မို့ထပ်ပြီးချပြလောက်အောင်မယ်ဆိုရင်တော့ကျွန်တော်အဲ့မှာခွန်ရှင်းကိုကြည့်ရမယ်ပေါ့နော်။ခွန်ရှင်းကိုကြည့်ရမယ်ခုနကကျွန်တော်ဒီကိုတော်များတင်နေမှာကိုတလုံးတူတယ်ပေါ့နော်။နောက်တစ်ခုကဒီထိတ်စီနဲ့ခုထိတ်စီတစ်လုံးကိုနှစ်ချိန်ပေါင်းပြီးတော့အပေါင်းနည်းနဲ့ထပ်ပေါင်းထားတာပေါ့နော်ဒီမှာဆိုရင် ထိတ်စီနှလုံးနှစ်ချိန်ထိတ်ထိတ်စီကိုနှစ်ချိန်ပေါင်းတာဆိုတော့ ငါးနှစ်ကြိမ်ပေါင်းရှင်း30ညနေထပ်ပေါင်းတော့ည3:00ပေါ့နော်ဒါဆိုရင်ကြီးတွေ့လို့ရတယ်ခွန်ရှိကိုရဲ့ည3:00ကြီးရဲ့ထပ်ပြီးချပေးသွားအောင်မယ်ဆိုရင်ပေါ့နော်ခွန်ရှိကိုကြီးည3:00ကြီးကြီးတွေ့ပြီးတော့ပရိနေညီပရိနေညီပြီးတော့ကိုတုံညာတင်နေထပ်တွေ့မလားပေါ့နော်ဒီမှာတော့ကျွန်တော်3:00 5:00နဲ့ကိုတုံညာတင်နေတွေ့ပြီးတော့ငါးရှာခွန်ကြီးနဲ့ထပ်ပြီးညီလို့ရတယ်လို့ဒီဘက်မှာတော့ဒီမှာပေါ့နော် 3 4 5နဲ့ကိုတော်မြတ်တင်နေတွေ့မလား9 6 9နဲ့3 4နဲ့တွေ့မလားဗောနော်ကြိုက်တဲ့ဟာကိုရွေးချယ်တုံးပြုလို့ရတယ်တူနေတာက9နဲ့3နဲ့4နဲ့တူနေတာဖြစ်ပါတယ် Okay ဒီကြီးတွဲကောင်းလေးဆိုပြီးတော့ကျွန်တော်သင်ပေးထားတာကြာပြီဗောနော်ဒါလေးကိုထပ်ပြီးပြပေးသွားမယ်။ဒီ၅တလုံးကိုမူတည်ပြီးတော့၅၆ကိုကီဒီ၃၈ကို၃ပေါင်းချင်း၃နှခုကီမှာ၆၃တွဲ၃၃၆ပြီးတော့၄တွဲ၃ညာ၄တွဲ ရှစ်တလုံးပုံသူရှစ်ချောင်းခွန်6တုံများအသွဲပါတော့ဒီမှာ9တလုံးတူတယ်ဆိုပေမဲ့6တုံများအသွဲ6တုံများ6 6တလုံးပုံသူ6ချောင်းနဲ့အဲ့မှာတော့65အသွဲ6ချောင်း5ပါနော်ပြီးရင်6နှစ်တွဲ9ချောင်းနဲ့တုံညာလေးတုံညာလေးလေးပါနော်အာဒီမှာတေတလုံးပါနော်တေတလုံးတူနိနိတိနိနိတိပြီးတော့ဒီဘက်စာမျက်နှာကိုထပ်ပြီးလေ့လာကြအောင်အာနိတိတိပြီးတော့ချစ် 3ချီလေး3ပေါ့နော်3လေးသွဲရှင်းလေး3အဲ့မှာရှင်းလျှောက်3ပေါ့နော်ရှင်းလျှောက်3ကိုးတလုံးသူကိုးနဲ့ရှင်းနဲ့သူတာကိုးတလုံးနေတုံညာကိုးဒီနေတုံညာကိုးပြီးတော့ခုံခုံကိုးဖြစ်ပါလေပေါ့နော်အဲ့မှာကျွန်တော်တင်ပြထားတာကနေတုံ9ရဲ့8 9ဆိုပြီးရတယ်ပေါ့နော်ဒီခုံခုံကိုးတပြင်းမှာ20နံပါတ်1ကပေါက်သွားခဲ့တယ်ပေါ့နော်20နံပါတ်2ကတော့ ရှစ်တလုံး sorry ခုနှစ်တလုံးခုံခုံကိုစပြေးချပေးတော့ခဲ့ပြီးတော့တနည်းနံပါတ်၁ပြတ်သွားတယ်ပေါ့နော်ရှစ်ခုနှစ်ထဲကခုနှစ်တလုံးခုံခုံကိုပေါ့နော်အဲ့မှာခုံခုံကိုတစ်ချိန်မှာဖောက်သွားခဲ့တဲ့အတွက်ကျွန်တော်ထပ်ပြီးမတင်ပြလိုက်ရဘူးပေါ့နော် okay ဒီ20အဆက်ကိုထပ်ပြီးလေ့လာကြည့်အောင်ခုံခုံကိုကနေဇာပြီးလေ့လာရမယ်ပေါ့နော်ခုံခုံကိုပြီးတော့နှစ်၃ဖြစ်ပါတယ် တွနီနံပါတ်၄ကိုထပ်ပြီးကြည့်အောင်ဘနောတွနီနံပါတ်၄ကဒီရှိဆုံးနှစ်ကိုမူတည်ပြီးတော့ကျွန်တော်ဒီမှာခုနှစ်ကိုထပ်ပြီးတော့ယူရမှာပါနော်ခွန်ထိတ်ကိုမူတည်ပြီးတော့ခွန်ကိုတိတိုးတာကရှင်းဖြစ်ပါတယ်၃ရက်နှစ်၃၃ရက်နှစ်ခါက၅ယူထားတာဖြစ်တဲ့အတွက်ဒီရှင်းရက်နှစ်ခါတေးပါနော်ခွန်ရှင်းတိကီဖြစ်မယ်ပြီးတော့နောက်တစ်ခုတွနီနံပါတ်၄ပါနော်တွနီနံပါတ်၄က၉ရက်၄ရက်၃ရက်ယူပြီးတော့အပေါင်း၃နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ် သုံးနဲ့သုံးပေါင်းရှောင်းရှောင်းရဲ့နေရာကရှင်ရှင်နဲ့ကိုပေါင်းဆက်ခွန်ဆိုတဲ့အတွက်ကြောင့်မို့ခွန်ကိုတစ်ခုရောမှာဖြစ်ပါတယ်ခွန်ရှိကိုတစ်ခုရောခွန်ယူထားတယ်ခွန်ရဲ့ပါဝါယူထားတယ်ပေါ့နော်ကျွန်တော်ခွန်ကိုတစ်ခုရောတာချောင်းရှောင်းရဲ့ပါဝါတစ်ပေါ့နော်အဲ့မှာကျွန်တော်ခွန်နဲ့တင်းနဲ့တူနေတာဖြစ်ပါတယ်ခွန်ခွန်ကိုပြီးတော့ခြားပြီးတော့ခွန်တုံညာတုံညာဖြစ်ပါတယ်ခုနှစ်တလုံးလုံးပိုင်အနေနဲ့ခြားပြီးတော့ရတယ်ပေါ့နော် ခွန်တလုံးပုံသူခွန်၃ည၃ညဆိုပြီးတွင်တီကိုနီကိုတပီပီနီတီတဲ့ပေါ့နော်နံပါတ်၅ကိုကြည့်အောင်ခွန်၃ည၃ညကနေတပီတွေ့ပြမယ်ပေါ့နော်ခွန်၃ည၃ညပြီးတော့၅တီဖြစ်ပါတယ်အပေါ်ကယူလိုမျိုးပဲပေါ့နော်ဒီခွန်ထိတ်ကို ယူပြီးတော့ခွန်၈တီကီပဲတပီရမှာဖြစ်ပါတယ်တနိနပနကတိ၃ည၅တိကိုပေါင်းပြရမယ်ပေါ့နော်၉နိ၃ကိုအပေါင်း၃နဲ့ပေါင်းထားတာဖြစ်တဲ့အတွက် ၃ည၅ဒီကို၃နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်။ဆိုတော့၅နဲ့၁ပေါင်းချင်းက၆၆ရ၃ရပေါင်းချင်း900တယ်ဗောနော်။ကိုယ့်ကိုတကူရောတာက၈ဖြစ်ပါတယ်။၈ရဲ့ပါဝါက၃ဗောနော်။ဆိုတော့ကို၈၃ဒီမှာတူနေတာက၈တလုံးတူနေတာဖြစ်ပါတယ်။၇၃ည၃ညပြီးတော့၃ခွန်ခွန်ချပြီးသွားတယ်ဗောနော်။အဲ့မှာကျွန်တော်တို့၈တလုံးပုံတူတယ်ဆိုပေမဲ့၇၃တွဲချပြီးသွားတယ်ဗောနော်။ ှစ်တလုံးပုံသူလုံးပိအနေနဲ့မချပေးဘဲနဲ့ခွန်သုံးအတွဲအနေနဲ့သုံးခွန်ခွန်ဆိုပြီးတော့တော်နီနမျိုးရှိလုံးတပီချပေးနေသေးတယ်ပေါ့နော်နံပါတ်16ကိုလေ့လာကြည့်အောင်သုံးခွန်ခွန်နေတပီတပြပီးသွားမယ်ပေါ့နော်သုံးခွန်ခွန်၅သုံးများဖြစ်ပါတယ်ဒီသုံးနှလုံးကိုမူတည်ပြီးတော့3လေးလို့တိုးမယ်ပေါ့နော်3လေးလေးရဲ့နှခါကမြင့်ဖြစ်ပါတယ်3လေးနေပေါ့နော် ပြီးတော့တတိနံပါတ်နဲ့ကခွန်939ကိုအပေါင်း3နဲ့ထပ်ပေါင်းရမှာဖြစ်ပါတယ်။ခွန်3ပေါင်း25သလုံးချန်နဲ့အတွက်အငားကိုတပွေကျော်တာက4ဖြစ်ပါတယ်။4ရဲ့ပါဝါ9ပါဘောနော်။ဆိုတော့ကျွန်တော်အဲ့မှာ4သလုံးတူနေတာတွေ့ရတယ်ဘောနော်။4သလုံးတူ3ခွန်ခွန်ပြီးတော့သူရှားပြီးတော့တာက6 4ဖြစ်ပါတယ်။6 4ဆိုတဲ့အတွက်4သလုံးပုံတူ အပိညာပြီးသွားပြီးတော့နောက်အတွဲအနေနဲ့၄ကိုတွဲပေါ့နော်၄ကိုတွဲ၈ကိုလေးဖြစ်ပါတယ်။တနည်းကတော့ကျွန်တော်တင်ပြလိုက်ရင်ပေါက်သွားပြီးတော့မတင်ပြလိုက်တဲ့အချိန်ကတော့ပြီးနေတာတွေ့ရတယ်ပေါ့နော်။ Okay နံပါတ်7ကိုလေ့လာကြည့်အောင်၈ကိုလေးရနေထပ်ပြီးလေ့လာကြည့်မယ်ပေါ့နော်။ပြီးခဲ့တဲ့တစ်ပတ်မှာကျွန်တော်နှုတ်နဲ့ပဲပြောသွားခဲ့တဲ့နည်းအစဖြစ်ပါတယ်။ဒီ၈တလုံးကိုမူတည်ပြီးတော့ အာရှေကိုတပွင့်တိုးတာ9ပေါ့နော်9ရဲ့နှက္ခတ်က6 896ကီဖြစ်ပါတယ်ဒီ၄ငါးလေးကိုတည်ပြီးတော့3နဲ့ထပ်ပေါင်းရမှာဖြစ်ပါတယ်၄ငါးလေး3ဒီ3ဒီလေးလုံးပေါင်းရှင်း6ရတယ်6ကိုတပွင့်ရော9 9ရဲ့ပါပါ3ည6 9 3ညဆိုပြီးတော့ဒီ20နံပါတ်၄ကလုံးဝကိုမဖောက်သေးဘူးပေါ့နော်သူရှားပြီးတော့ဒါ9 6 3ဖြစ်ပါတယ် ဆိုတော့ဒီမှာချောင်းလုံးပိန်အနေနဲ့ခြာပြီးသွားခဲ့ပြီးတော့ချောင်းအသွဲအနေနဲ့ချောင်းငါးသွဲငါးချောင်းသုံးစပြီးခြာပြီးသွားတယ်တီချောင်းငါးသုံးညာကြီးကကျွန်တော်တို့ပြီးခဲ့တဲ့တစ်ပတ်မှာနှုံနဲ့ပဲပြုတ်သွားခဲ့ရတာဖြစ်ပါတယ်ပေါ့နော်ဒီအနိကအနေနဲ့ကျွန်တော်တို့ဒီမှာ9 6စိတ်ကီတော့လွတ်သွားတယ်ပေါ့နော်ဒီ6 5တုံများကီကိုဆိုလိုတာဖြစ်ပါတယ်ဒီနံပါတ်18ဒီမှာဖောက်တည်တဲ့ကီ၃လုံးဖြစ်ပါတယ်ပေါ့နော် ဲ့မှာကျွန်တော်က960ကီ အထီဆိုပြီးတော့9နှစ်9နှစ်နေဆိုပြီးထပ်ထဲတာဖြစ်ပါတယ်ဒီကူတင်နစ်ကပေါက်သွားခဲ့တဲ့အတွက်ကျွန်တော်ဘရိတ်က okay တယ်ဆိုပြီးမှလည်းကျွန်တော်ပေါက်တယ်ပေါ့နော်ဒီကူတင်နစ်ကီပေါက်သွားခဲ့တဲ့အတွက်ကြောင့်မဖြစ်ပါတယ်ကျွန်တော်ဒီမှာ65အတွဲ963ပါနော်ဒေကူအတွဲ69လေးဆိုပြီးတော့ထပ်ပြီးပြလာခဲ့တာဖြစ်ပါတယ် โอเคကျွန်တော်တို့နံပါတ်76ကိုလေ့လာကြည့်မယ်ပေါ့เนาะ963ဘုံမူတည်ပြီးတော့ထပ်ပြီးတွေ့ပြောက်သွားမှာဖြစ်ပါတယ်963 3နှစ်ဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီအရှိဆုံး9ကိုပေါ့เนาะ20နံပါတ်7ကလည်းဆက်ပြီးတော့ပေးနေသေးတယ်ပေါ့เนาะဆိုတော့9 9ဟုတ်တပွင့်ရော6 sorry 9တပွင့်တော့6ရှောင်းရနှစ်ခါကို9 69ကြီးရတယ်ပေါ့เนาะ3 3နှစ်အပေါင်း3ဖြစ်ပါတယ် ဖရတုံးက3ချိန်ဆိုတဲ့အတွက်3 3ညာ99နဲ့နေပေါင်းတာက7ဆိုတဲ့အတွက်တိကိုတပွင့်ရော့၃ညာ၃ညာရဲ့ပါပါ9ဆိုတဲ့အတွက်တိ၃ညာ9ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့9တလုံးပုံတူနေတာတွေ့ရတယ်ပေါ့နော်9လုံးပဲအနေနဲ့ရှားပေးသွားမလားအတွေ့အနေနဲ့ရှားပေးသွားမလားဆိုတာကျွန်တော်စောင့်ကြည့်ရမယ်ပေါ့နော်ကျွန်တော်တနည်းနံပါတ်တေကတော့ဒီခွန်ခွန်ကိုတပြင်းမှာ ဖောက်သွားခဲ့တယ်ဗောနော်ပြီးတော့ဒီနေဥကနာဒီခွန်ခွန်ကိုမှာဖောက်သွားခဲ့တဲ့အတွက် ျွန်တော်ကထပ်ပြီးတော့မတင်ပြလိုက်ရတာဖြစ်တယ်ဗောနော်အခုကတော့တောင်းချောက်ကိုထပ်ပြီးပေးနေတာတွေ့ရတယ်ဗောနော်ဒီ336နဲ့စလာတာဖြစ်ပါတယ်ခွန်ခွန်ကူမှာ20နံပါတ်၄ဖောက်သွားခဲ့ပြီးတော့20နံပါတ်နှစ်ကတော့ OG နေဆဲပဲဖြစ်ပါတယ်ဗောနော်အာရှစ်ခုနှစ်ကီမှာခုနှစ်တလုံးခွန်ခွန်ကူဖြစ်ပါတယ်ပြီးတော့ဒီမှာခွန်လုံးပဲနေနဲ့ခွန်တုံညာတုံညာခွန်သုံးသွဲ 3000ဘာနော်အဲ့မှာရှေ့တလုံးတူတယ်ဆိုပေမဲ့ခွန်သုံးသွဲ3000ချားထားတာဖြစ်ပါတယ်လေးကိုချီကိုလေးပြီးရင်656563ဒီတစ်ပတ်မှာ5တလုံးတူနေတယ်ဘာနော်ဒီတစ်ပတ်မှာ5တလုံးပုံတူနေတာတွေ့ရတယ်ဆိုတော့ကျွန်တော်တို့ဒီတိတုံများ5ကီးထက်ထဲမှာဘာနော်လုံးဝမပေါက်သေးတဲ့ကီးတိတုံများ5ကီးဖြစ်ပါတယ် ကီးတွေကတင်မှာတူနေတာတွေ့ရတယ်ဗောနော်ကိုတော်များတင်မှာဆိုရင်တုံများနဲ့တင်နေဒီ3လေး5 5လောက်ခုမှာ5တလုံးဗောနော်အလူလေးတူနေတာတွေ့ရတယ်ခင်ဗျာကျွန်တော်တို့ဒီမှာ5လုံးပဲအရင်နဲ့ခြားပေးသွားနိုင်တယ်လို့အတွေ့အနည်းနဲ့လည်းခြားပေးသွားနိုင်တယ်ဗောနော်โอเคကျွန်တော်တို့ဒီမှာကီးတွေကတူနေတာတွေ့ရတယ်ဗောနော်တောင်းလုံးပေါင်းချင်းပရိတ်ကလည်းထပ်ပြီးတော့ခြားပေးသွားပါစီခင်ဗျာကျွန်တော်တို့နောက်ထပ်ဗီဒီယိုမှာ ပြီးခဲ့တဲ့တပတ်၃၄၅ကီနဲ့၆ခွန်၈ကီအဆက်ကိုထပ်ပြီးတင်ပေးသွားပါဦးမယ်ခင်ဗျာ